ဗီဒီယိုလေးတစ်ပိုင်းကြောင့်နတ်သမီးပုံမြင်တဲ့ကစင်ဒရယ်လာမင်းသမီးနဲ့တူလို့လူပြောများနေရဲ့အဝတ်မော်ရွှေကြီးရိုက်သက်များအလုံးမဲမင်္ဂလာပါရှင်လက်တလောလူမှုကွန်ရက်အစာမျက်နှာတွေပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုလေးတစ်ပိုင်းကြောင့်နတ်သမီးပုံမြင်တဲ့ကစင်ဒရယ်လာမင်းသမီးလေးလောက်စက်တီရရှိရှိလှပလုံးနေလို့လူပြောများနေရကတော့မင်းသမီးကျော်လေးဝတ်မော်ရွှေကြီးပါမင်းသမီးကြောင့်လေးဝင်းမောင်ရွှေကြီးကတော့အမျိုးသမီးတွေကြားမှာပြောစရာမလိုလောက်အောင်ကိုအရာရာပြေးပြေးစုံလုံးသူလေးတယောက်လို့ဆိုရမှာပါ ဝေမုံရှင်ရေးပိုင်ဆိုင်ထားတဲ့အရာအလုံးမှန်သမျှအတိုင်းကမိန်းကလေးတွေရဲ့စိတ်ကူးတွေကအိမ်မက်တွေဖြစ်တာကြောင့်အားလုံးကအားကျနေကြရပါတယ်။အခုဆိုရင်လည်းနတ်သမီးပုံမြင်တွေကအစင်တွင်လာလို့မျိုးပွဲတက်ခောင်းဝင်အကြီးကြီးကိုဝစ်ဆင်ထားတယ်။ဗီဒီယိုလေးကပြန့်နှံ့ခဲ့ရာကြောင့်အားလုံးရဲ့မျက်စိထဲမှာမိန်းသမီးလေးဝေမုံရွှေကြီးကတက်ရှိအစင်တွင်လာလေးလို့လည်းမြင်ရောင်းနေကြတာပါ။ချစ်စရာကောင်းပြီးတော့အေးချမ်းတဲ့မျက်နှာထားပိုင်ရှင်ဖြစ်တာကြောင့်အခုလိုဝစ်ဆုံမျိုးနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာလူအများကငိမ့်မောရလောက်အောင်ကိုစက်တီရဖြားဖြားနဲ့တင့်တယ်နေတဲ့ တော်ဝင်မင်းသမီးတစ်ပါးလိုမျိုးခံစားရပါတယ်။မင်းသမီးဝင်းမုံရှိဆိုတာကမင်းကလေးတွေအားကြရတဲ့စံပြအမျိုးသမီးကောင်းတစ်ယောက်ဖြစ်ပြီးတော့ကံကောင်းလွန်းသူလို့ဆိုရမှာပါ။ဝင်းမုံရှိကငကိုကလေးကအနုပညာလောကမှာချစ်စရာကောင်းတဲ့တယောက်ဆောင်မင်းသမီးလေးတစ်ယောက်ဖြစ်ပြီးတော့ဖက်ရှင်ကြကြဝင်းစားစီရင်တဲ့ပိုင်နေစွာတယောက်ဆောင်တဲ့လို့မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ထင်ရှားပါတယ်။ ဝင်းမုံရွှေကြီးကအင်တာဗျူးတော့လေမြန်မာနိုင်ငံမှာအချမ်းသာဆုံးတထေးကြီးကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်နိုင်ခဲ့ရပါ။ဒါကြောင့်ဝင်းမုံရွှေကြီးကိုပြည်သက်တွေကအင်တာရေးကန်ကောင်းတဲ့အမှုပညာရှင်တယောက်ဆောင်မင်းသမီးလေးတယောက်ဖြစ်နေတတ်မှတ်ထားကြပါရယ်။နေနေလာရွှေနေများဆိုတဲ့ဆိုရိုးလေးအတိုင်းပဲဝင်းမုံရွှေကြီးတို့ဇနီးမောင်နှံကတော့တကယ်ကိုမလိုက်ဖက်လွန်ပြီးစိတ်တူကိုယ်တူနဲ့ဖြတ်သန်းနေရကြောင်းအများအားကြားရတဲ့အင်တာရေးကိုပိုင်ဆိုင်ထားပါရယ်။နှစ်ယောက်တူတူသရာတရားထက်သန်စွာနဲ့အလှူအတန်းတွေလုပ်ရင်းကုသိုလ်ကောင်းမှုတွေလုပ်လို့ရှိရကြောင်းဝင်းမုံရွှေကြီးတို့ဇနီးမောင်နှံက ိုမြင်နေသူတိုင်းကစိတ်အေးချမ်းမှုကိုခံစားကြမိပါပါ။နောက်ပြီးတော့တဖက်မှာလည်းခင်မုံဖြစ်သူကိုနိုင်ဖြိုးကျော်ကြောင့်ဝင်းမွန်ရွှေကအနုပညာအလုပ်တွေကိုလွတ်လပ်စွာလုပ်ခွင့်ရနေတယ်လို့စစ်စနီးလေးအတွက်လည်းအဖိုးတန်တန်မိုးကြီးလက်ဝဲရတနာရိအများကြီးကိုစင်မြန်းခွင့်ပေးခဲ့ရပါ။အကယ်ဒမီစုပေးပွဲမှာဆိုရင်တရုတ်ဆောင်မင်းသမီးဝင်းမွန်ရွှေကသိန်းသုံးသိန်းကျော်တန်ကြောင်စိန်လေဆွဲကြီးကိုဝစ်ဆင်ခဲ့ပါတယ်။ဒါအပြင်သိန်းသောင်းကျော်တန်ဗဒံများလေဆွဲသိန်းနေရတဲ့ကြည်မှန်စရာတွေကိုလည်းဝစ်ဆင်ခဲ့ရပါ။အိမ်မာနေင်းနဲ့တောင်မင်းသ မီးလေးတစ်ပါးလို့ချစ်ခင်ရပြီးတော့ခင်မုံဖြစ်သူတွေရဲ့ဆွေမျိုးတွေဘက်ကအချစ်ကြီးချစ်တာကိုခံနေရတာကတကယ်ကိုမှခံကောင်းလို့နေလို့ဆိုရမှာပါအခုလည်းမင်းသမီးတစ်ပါးအလားအပြာနုရောင်တော်ဝင်ဆန်ဆန်ကာဝင်ကြီးကိုဝယ်ဆင်ပြီးတော့တိန်တောင်းချီတန်းတဲ့ယရနာပစ္စည်းတွေကိုဆင်မြန်းချပြန်ပါတယ်သူမဝယ်ဆင်ထားတဲ့ကာဝင်ကြီးရဲ့တန်ဖိုးကတာမန်လူတွေအင်အားသစ်သွားလောက်အောင်တန်ဖိုးမြင်မှလွန်လာတဲ့ကာဝင်ကြီးတစ်ထည်ဖြစ်တာကြောင့်ဝင်းမွန်ရွှေတယောက်ဘလောက်တောင်အချစ်ခံနေရလဲဆိုတာခံမမိကြပါဘူးကာဝင်နဲ့သူမကတကယ်ကိုပဏံသိမ်းစွာပဲလိုက်ဖ က်လွန်နေပြီးတော့စင်ကြွဲလာကတ်တွန်းကားရဲကစင်ကြွဲလာမင်းသမီးလေးတရှိတင်ရှာပေါ်ထွက်လာတယ်လို့တောင်မှတ်ယူရပါတယ်။ရုပ်တရက်အခုလိုမျိုးဝစ်စုံမျိုးနဲ့မြင်လိုက်ရတာကြောင့်ပရိသတ်ချိုးကတော့ဝိမုံရှင်အနေနဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားသစ်တကရိုက်ကူးဖို့အတွက်များလာလို့ထင်မြင်ယူဆနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့ဝိမုံရှင်ဝစ်စင်ထားတဲ့ဝစ်စုံလေးနဲ့ပတ်သက်လို့ဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။